ခင်ခင်ထူးရဲ့မဲ့အင်ကန်ဆိုတဲ့ဝတ္ထုကို အပိုင်း6အနေနဲ့ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။မနေ့စောစောကြုတ်တွင်လည်းကမဲ့အင်ကန်အရာကနိုးနေခဲ့သည်။တခါမျှမရောက်ဘူးသောမျိုးဆိုတာကို ရောက်ချင်သည်စိတ်စောတာပါတယ်လို့။တအိမ်လုံးမိတွေထင်အောင်ထွန်းရင်ပစ္စည်းတွေလည်းပေါ်တည်နေကြသည့်အတန်းတွေကကြွတ်စုကြွတ်စုနဲ့မဟုတ်လား။ဟောငါသမီးနိုးလာပြီလား။အမေကနှုတ်ရလိမ့်မယ်ထင်နေတာ။ကဲကဲမျက်နှာတည့်ချေအမေဖိလိမ့်ပြီမယ်။ မျက်နာကိုအပြေးကလေးတစ်ပြီးအဝိလက်ခံဟုခေါ်သောတနခါကြောက်ပြင်းမှန်တင်ခုံရှိရာအခန်းထဲဝင်ခဲ့သည်အမေနှင့်တူမလအောင်ကပါဝိုင်းကူရင်းမအိမ်ကံကိုအလှပြင်ပေးကြ၏မြို့ကြရင်ငါသမီးကိုကြက်ကြနနာပြင်ပေးနော်လောင်းဟောဒီပွဲထိုင်မျက်နှာချီကိုရေနဲ့ဖြော်ပြီးမျက်နာကလေးနှုညံ့နေအောင်လိမ့်ပေးမျက်ခုံးမွေးရတွေးကလေးစွပ်ပြီးပွတ်နော်ငါသမီးကမျက်လုံးမျက်ခုံးကောင်းတယ်စပင်ကနှစ်ပတ်ရှူကလေးတင်းနေအောင်ထုံးပြီးအစာကိုစတုံးနဲ့တိချပြန့်တွေ့လား ပြီးရင်စက်တောက်ကလေးကိုတေးချဖြီးချပေးစံဇွန်ပန်းကုန်ပန်းပန်ရင်လည်းအပွင့်ကလေးတွေပေါ်အောင်ရစ်ပန်းလက်ခွန်ဆင်ဆွဲပြီးကလေးကိုရှေ့ရနေစိုက်မေပန်းရုံပြသည်။မလာအောင်ကအင်းလိုက်နေရသည်လမ်းခီးဆိုတော့တရက်တဲ့ပွင့်ရိုက်ထမင်းကလေးနီဖဲပန်းမှာဇာနာတထားသည်လူကြီးရင်ဖုံးပေါ်အင်းကြီးအငယ်စားကလေးဝတ်ထားရာမယင်ကန်ကဖွားကိုပေါက်စားကလေးလိုချစ်စရာကောင်းနေသည်မယင်ကန်မြို့မဝေးဖို့တစ်ခေါက်ပါနေတဲ့လုံးစားလဲပေါ်တင်ထားနေပြီး မိုင်ကံကိုနကပ်ပန်မပေးရသေးတော့ရွှေမစင်ရသေးပါနကပ်ပန်ချင်းမင်္ဂလာပြီးပါမှာအရွယ်ရောက်သည်ဟုယူဆကရွှေစင်တက်ကြတာဆောင်းချမ်းကုန်းရတလေဖြစ်သည်ပိုင်းုံရေထွက်ခဲ့တော့ဟတမိကလေးပေါက်ဆောက်ကိုဘာတွေတလောက်ပြင်ဆင်ပေးနေရတာတော့ကတဲ့မှာဗျာနွားတွေနေပူမိမှာဆိုလို့ဆော့ဆော့ထွက်ပါမယ်စို့တဲ့ဟာပြီးပါပြီတော့ပြီးပါပြီတမိကိုမှားစရာရှိတာမှားနေလို့ပါငါဖေးအီတရောင်လုံးပါပါတယ်ဟာ ဩတော်ပါပြီဒီတမိဟာတော်နဲ့အတူနေမှာမဟုတ်ဘူးသူ့ကိုယ်နဲ့နေမှာတည့်ရလားဒီမဲ့ကိုတကြီးမင်းရဲ့သူများမျိုးမှာမူယူလည်းမနေနဲ့အောင်ယောဒီမိမ့်မှာဖုံးဝင်လှဲ့ကောက်တော့ဟာကနေတော့မြင်းချံရောက်ရုံပါပဲနေ့ဖြင်ညမှာမြင်းပွဲလုံးမှာဆိုတော့နွားတက်တာအောင်တာမောက်ကဲတွားပါဟာကြောက်အောင်မတွားရောနော်လောက်ရင်တမိကိုခုဆိုင်နော်ဒေါ်ပန်းရုံတန်ကအဖျားလေးစုကတုံခါသွားသည် တမီးလေးကိုမခွဲစဘူးခွဲရတာမို့ဝမ်းပါမိတာလဲပါပါ යි မဟင်ကန်ကအမေပန်းရုံကို လက်ကလေးပြားကနှုတ်ဆက်လိုက်တော့အမေကအင်ကြီးလက်ပြားကလေးဖြင့်မျက်ရည်တွန်းနေတာလှမ်းမြင်လိုက်ရသည်မဟင်ကန်ရင်ထဲကျင်ကနေဖြစ်သွားရပြီလဲပေါ်မှာခုံစင်းကမိထံပြန်ပြေးချင်းစိတ်ပင်ပေါင်ပြီးမဟင်ကန်ဘဝမှာပထမဆုံးချိန်ဝမ်းနည်းမှုကိုခံစားရခြင်းလည်းဖြစ်သည်ဆောင်းဆန်းကုန်းရွာထဲကတကြီးဥတာထံတို့လဲသုံးစီနေထွက်လာတော့ အချိန်မိုးကောင်းခင်မှာရောင်နီပြိုးစားပဲရှိသေးသည်လဲပေါင်းမိုးတက်ထားသော ရှေ့ဆောင်ကလဲပေါ်မှာဥတာထန်သားဖန်နီလဲမောင်ကူဖုံးဝင်မလာအောင်တို့လိုက်ပါလာခဲ့သည်လဲပေါ်မှာဖြာချမ်းခင်ဖြာချမ်းပေါ်မှာမှိုင်းလုံးကော်သောတစ်ချက်ခင်ကဥတာထန်ကရှေ့ပိုင်းမှာခန့်ခန့်ကြီးထိုင်ကမဟင်ကန်ကပေါင်းမိုးလဲကိုင်းမှာထိုင်ထိုင်လဲမလာအောင်ကတော့လန်ခီစားဝယ်တောက်ဝယ်ထဲသည့်တောင်ကြီးနှင့်လဲနောက်မိမှစီးလိုက်ခဲ့သည် နောက်လည်းနှစီကတော့ပေါင်းမမပါသည့်ပစ္စည်းတင်လဲများပြည်တစီကတကြီးမင်းပိုင်လဲပြည်၍တပြည့်ကျော်၃ရောက်ပါပြီတစီကလဲသမားကိုတာညုံဤဝင်တင်လဲပြည်ရှာတော်ဥပစက်တငိုရွာစင်းလေးကိုဖျက်ကျော်ခဲ့ကြတော့မိုးစင်စင်လင်းခဲ့ပြီရွာချင်းဆက်ရွာတချို့ကိုရွာချေကပန်း၍တချို့ရွာတွေကလှဲလန်းကြတော့ရွာတွေထဲကဖျက်ရသည်လည်းရှိပါ၏တချို့ရွာတွေကတော့ရွာဆက်ကျဲသည်ပယ်ခင်နှံခင်နေကြ ကတင်းစုံကဖြတ်မောင်းရသည်မဟိကံကဒီလိုခီးရှည်တခါမှမထွက်ဘူးတော့ရွာရဲ့ရှုခင်းမြင်ကွင်းနေကိုလဲပေါ်ကငင်းရင်လိုက်ပါလာခဲ့သူတို့အိမ်ကြီးပေါ်မှာလှမ်းမြင်ရသောရွာကရခင်ကိုင်ခင်းနေလို့စိုက်မြေစစဲကြီးတွေကိုလည်းမြင်ရသည်ထတော်ညွညွသည်ပင်စင်းစင်းကြီးတွေကိုလည်းမကြမကြတွေ့ရသည်တချို့နေရာတွေမှာတော့တည်ကြည်ဝါကြီးမရှိပဲကွင်းခေါင်ဆောက်ဆောက်ကြီးတွေကိုဖျက်ရတော့ လမ်းဘေးစူးကိုင်းခြုံတဲ့ပင်ကလေးတွေကိုမတ်အင်ကန်စိတ်ဝင်စားမိအညာကျင်းလက်တွေမှာပေါက်လေးရှိသည် စီးစောင်စူးဖြူစူးရစ်ပတိုင်းနဘူးကတက်ပေါက်စသည့်အပင်မျိုးစုံကို တလန်းလုံးနှံ့အောင်မလအောင်ကိုမိနေတိုင်းခတ်တာပွင့်ကြီးတွေနဲ့တူသောပတိုင်းညုံပွင့်ကြီးတွေကိုမြင်တော့ပန်းချိုက်တော်မတ်အင်ကန်မှာစင်ခုစင်စိတ်ပင်ပေါ်မိနေဘူးဆက်ခါကြီးထဲမှာနွားချောင်းပြန်သူတွေမျက်ထုံရွက်လာကြသူတွေ ထင်းချောက်စီရွက်လာကြသူတွေပေါင်လိုက်နေကြသူတွေအထုတ်ကြီးတဲ့ရှင်နောက်တင်ကတပိုးရှူထန်လာကြသူတွေလဲပေါင်းမိုးရိတ်ထဲကလှမ်းမြင်ရတော့မြင်ကွင်းတွေကကျူချောက်ချောက်လူတွေကလည်းမဲချောက်ချောက်ကပုန်းဝင်လှည့်ရပါအောင်မဟင်ကန်ရေတောက်ချင်လို့မဟင်ကန်ကအကူမောင်မြတ်တာခေါ်တယ်လို့ကပုန်းဝင်မလောက်အောင်လို့ပဲခေါ်သည်မဲကန်ကလဲပေါ်ကစင်ပေါ်ကော်စောအောက်ကဖနက်ကလေးကိုနှာယူသည်ကုတ်ဖုံးဝင်ကလဲကိုဆုပ်သက်ခါရက်လိုက်ပြီ မလာအောင်ကရေတကောင်ပူးစိုးကိုဖွင့်ကရေတခွင်ငယ်သည်ရေခွက်လှည့်ပေးလိုက်တော့မအိမ်ကန်ကလှဲအောင်ရောက်နေပြီလဲပေါ်မှာငိုက်ပါလာသည့်ဥတာထန်းစက်ကနေနိုးသွားကပါဖြစ်လို့လှဲရတာလဲမင်းသည်မအိမ်ကန်ရေတောက်ချင်လို့တဲ့ဟဲ့ငါသမီးလဲပေါ်မှာရေပါတဲ့ဟာကိုမတောက်ပဲနဲ့မအိမ်ကန်တောက်ရေဦးစင်ကရေတောက်ချင်လို့ပါရေဦးစင်ကလေးကမြင်ရတာနေပြင်တောက်ချင်စပွင့် မကြီးပင်ပပင်းကြီးထဲတွင်တစ်သားခုံလေးတွင်ရင်ရိုက်ထားသောရေအိုးကလေးကစီရီလောင်းချထားသလိုဆူလက်နေသည်မဟေကန်ကရေအိုးဖုံးထားသောတစ်သားပြောင်းလေးပေါ်မှပေါက်လျက်တင်ထားသောနှီးရေခွက်ကလေးပြင်နိုင်ခက်ကရေတွေတဝကြီးတောက်လိုက်သည်ပုံနေသောရေကိုမကြီးပင်ပပင်းကြီးကိုလောင်းချလိုက်သည်လဲဝော်ပြန်တတ်သောမဟေကန်ကစကားခွန်ဆူလေးသည်မဟေကန်အိမ်မက်ထဲကရေအိုးစင်ကလေးနဲ့တူလို့ဆင်းတောက်တာဖေးရဲ့ အေးလိုက်ဆက်လိုက်တာလေအိမ်မက်တဲကအတိုင်းပါပဲလဲဘော်တွင်ပါလာကြသူတွေကတော့မဲ့အိမ်ကန်စကားကိုနားမလဲကလေးစကားမို့ပြုံးကြသည်မဲ့အိမ်ကန်ကတော့သူ့အိမ်မက်တဲကရီအိုးစင်ကလေးနေတတိယတဲ့တူနေတာကိုပဲအံ့ဩနေမိသည်တမိမဲ့အိမ်ကန်နှမင်းစာပြီလားစာသေးပါဘူးဖေရဲ့အေးအေးဒါဖြစ်ရင်တို့ရာကျော်စရဲရောက်မှာနှမင်းစာကြတာပေါ့ဖုန်ဝင်ရာ မဟင်ကန်တို့တောသူတောင်သားများသည်မနှက်မိုးလင်းလင်းထမင်းကျန်းစီပူထိုးကိုရင်းနှွေးကျန်းကလေးနှင့်မျောလိုက်ရမှအာသာပြေတတ်သည်အဖေပြောသည့်ရာကျော်စီရဲ့ဆိုတာပဲစီနေမှမသိတော့လဲမဟင်ကန်မစားသေးတာတော့အမှန်ပဲခက်စစောကမှအမိပန်းယုံထည့်ပေးလိုက်တော့မော့စီကျော်တစ်ချက်ကိုစားထားတာလဲပါပါလိမ့်မည်ခရီးဆက်လာလိုက်တော့မြင်ကွင်းတွေကဆိုင်းဆူလာသည်တရက်ပင်ကြီးတွေမကြီးပင်ကြီးတွေရေတဖန်းပင်ကြီးတွေ တောသပြေပင်ကြီးတွေကအခက်ချင်းရှင်နေကြသည်တပင်ကြီးတွေပေါ်မှာလူလာခောက်တောင်ပြန်တန်းနေကြသောကျင်းငှက်မြည်တံကလေးတွေကိုပင်ကြားနေရသည်ကျိုးလေပြောက်ကလေးများစက်တူရေးများတောချက်များကိုတစ်ခါတစ်ခါမြင်တွေ့ရတော့မအိမ်ကံပြော်လာမိသည်ရှစ်တခေါလောက်မှာချောင်းရိုးကလေးကိုဘွားခနဲတွေ့လိုက်ရပြီချောင်းရိုးကလေးကိုမေးတင်ကဆောက်ထားသောရဲဆောင်ကလေးကရေနံရေဝကမဲမဲဆိုနေသည်ခြေနံရှိရင်ကွဲစီရက်ကလေးဖြစ်ပြီးတစ်သားချမ်းခင်ထားသည် လဲကောင်းတွင်လမ်းချပြီးဟိုဘက်ဒီဘက်ကြိုက်တိနေရမှာခြေစင်းလဲလို့နာနေနိုင်ပါ යි လဲတွေကိုတောင်းကရက်လိုက်တော့မဲ့အင်ကန်လဲပေါ်ကဖုတ်ဖက်ခါဆင်းပြီးရက်ကလေးတည်းပြေဝင်လာခဲ့သည်အိုးကြည့်စမ်းပါဦးရက်ဆောင်ကလေးကလည်းမဲ့အင်ကန်အိမ်မက်တဲ့ကရက်ကလေးလိုပါပဲလားကိုဖုံးဝေတို့တိုက်ကနွားတွေကိုချုပ်ကချောင်းရုံကလေးတဲ့ရေးသွားတိုက်ကြသည်မလောင်ကထမင်းဟိုတောင်ဟင်းဟိုတောင်နေချာကထမင်းဝိုင်းပြင်လေသည်မဟင်ကန်တို့တာဖာကတဝိုင်း ချန်သူတွေကတဝိုင်းမဲ့ဟင်ကန်ကခြောက်ရုပ်ကလေးစီစဉ်ပြေးပြီးလက်ဆဲသည်လက်ဆဲရင်ဖြင့်မဲ့ဟင်ကန်မျက်နှာတွေရောလေကုတ်တွေပါရေပြင်းပတ်ကဆွပြင်းလိုက်သည်မျက်နှာခြေတွေပြတ်သွားတော့လဲမျက်နှာကလေးအေးသွားခဲ့သည်ခြောက်ရုပ်ဆက်မှာပေါက်နေသောဟင်းညာပွင့်ကလေးတွေကိုလိုက်ခိုးသည်ပစင်းထိုးနီနီကလေးတွေကိုလိုက်ဖမ်းသည်မဲ့ဟင်ကန်ပြောလိုက်တာမဲ့ဟင်ကန်ရင်ထမင်းစားရအောင်လေလဲပြန်ထွက်ရအောင်ပါလာခဲ့တော့ လောင်ကလမ်းခေါ်တော့မှဇီးရပေါ်ကိုမအင်ကန်တက်လာခဲ့သည်ဥသာထံကတော့သမီးပြောင်းနေပုံကိုကြည့်ပြီးသဘောချနေလေအိမ်မှာသမင်းစားရလာတဲ့ဒီဇီးရဆောင်လေးပေါ်မှာစားရသည့်သမင်းကမအင်ကန်တွန်ပိုးလို့ပြီးမိန်နေသေးသည်လဲနေရက်ထားလို့ဘသူတွေပါလိမ့်လို့ဇောင်ချန်းကုန်းတကြီးမင်းပါလားပြုတ်ညနေကောင်စည်းလာတော့ခီးတယ်လေဒီကျက်မှာခီးကြုံတာပေါ်ဝင်လာဟန်ရှိဝါဖက်ခမောက်ကြီးကိုချွရင်ဆက်ထဲဝင်လာသည်ဥတာထံကိုတွေးတော့နှုတ်ဆက်သည် မဲအင်ကန်တို့ထမင်းစားနေသည့်ဘေးမှဝင်ထိုင်သည်။အော်ဆရာကြီးမြို့ကပြန်လာတာထင်ပါထမင်းတုံးဆောင်ပါအောင်။တုံးဆောင်ပါခမညာတုံးဆောင်ပါ။တကြိမ်ပင်ဒါဘာပွဲသွားတတ်မလို့လား။ဟုတ်ပါသေး။ဆရာကြီးသည်ကြီးတော်ကောင်းရခန်စီဆရာဖြစ်သည်။အသက်40ကျော်50တွင်းလောက်တော့ရှိရောမည်။ဆရာကြီးကလွဲထဲကဖော့ဖြူလေးကြီးတလိမ့်နိုင်ကဓာမီခက်ပြင်းမိညင်ရင်ဖွာသည်။တုံးလေးဆိုင်လောက်ဆက်ဖွာတော့မှမိဆွေညီလေးသည်။อืม ီတစ်ခါဒါဘာပွဲကတော့အင်္ဂလိပ်တဲ့အတော်လေးအရသာတွေ့မယ်ပွဲပဲပြုတ်ဆရာဆန်ကိုဖမ်းမိသွားကြပြီလေဆရာကြီးစကားကိုကြားတော့အာလုံးမြင်တက်မိသွားကြသည်ကိုဖုံးဝေတို့လူစုမပြောနေတကြီးဦးတာထန်ကိုနိုင်ပင်လေစုံလက်စာထမင်းလောက်ကိုပြန်ချထားလိုက်သည်ဆရာကြီးကတော့ဖော့ပြိုလေးကြီးကိုမိခိုးလေးဦးအောင်ဖွားရင်းကမေယိုကြီးများပင်ထောက်လာသလားမှန်ရသည်ကိုဖုံးဝေကသမင်းကိုကြပြသည် လက်ဆက်သက်ပြီးဆရာကြီးနာလာထိုင်သည် ဆရာဆန်ကိုဖတ်မိသွားကြပြီဆိုတော့လယ်သမားရေကဘဲနဲ့ရှိမလို့ဆရာကြီးရဲ့ဆက်ချကြမယ်လို့ထင်တာပဲဘာလို့လဲဆိုတော့ဆရာဆန်ဦးဒီကအခန်းနေတာမှမဟုတ်တာတာယာဝတီဟင်းတရတီပတိန်ဖြပုံဟောတပြေပြေနဲ့ကျုပ်တို့အထက်ဗမာပြည်ပိုင်းကလယ်သမားထုကပါဖာစီငါစီဖြစ်နေကြတာကိုဗျအခုကမကွေးမင်းဘူးမိတ်တီလာငင်းချံမုံရရမဲတင်ရေနံချောင်းအခုဆိုရင်ရှမ်းပြည်နယ်ဘက်ကတော့ပါလာကုန်ကြပြီ ဒါဟာပြင်တိုင်းပြည်မငြိမ်သေးဘူးပေါ့နော်ဆရာကြီးဘဲနဲ့လုံငြိမ်နိုင်မှလဲဗျာတိုင်းပြည်ကိုမတရားလုပ်နေကြတဲ့ဟာမူတာထန်ကချောင်းတစ်ချက်ဟန်လိုက်သည်ကိုတာညိုတို့လူစုကလဲကောက်ဖို့ပြင်ကြပြီကိုဖုံးဝေကဆရာကြီးကိုတည်နေမေးချင်သေးတော့လေဦးလေးတကြီးကိုကြာညွန်ရသူဆိုတော့နောက်ကိုတာယူလိုက်ရသည်ကိုဖုံးဝေကနိုင်ငံရေးကိုနားလဲသူမဟုတ်တော့လေ ညီဖြစ်သူမောင်မြတ်သားရွာပြန်လာတိုင်းမြို့စကားတွေပါနေကြကြားနေကြမူအတန်တင်တော့တီမီခေါင်းမီရှိပါ၏မဟင်ကန်ကတော့ဇရက်ပေါ်ကစကားပိုင်းကိုစိတ်ဝင်စားသူမဟုတ်ထမင်းစားပြီးတော့ခြောက်ရိုးကလေးစီတစ်ခေါက်သွားပြီးလက်စင်းရင်ခြောက်ဆက်ကရွှွန်နေယူလာခဲ့သည်ရေတဖန်းရများဖြင့်လုံအောင်ထုတ်၍လှဲပေါ်တက်ခဲ့သည်ဥဒထံကဆရာကြီးကိုနှုတ်ဆက်ပြီး လဲပေါ်တက်မြေလုံးမှာသူတပည့်ကျော်၃ယောက်ကိုမျက်စာပြပြလိုက်သည်တကြီးလက်ကြကိုမိတော့တင်ခွေဖိုးဆောင်ငပြို့တို့၃ယောက်ကဆရာကြီးနားကဲ့၍တူတူပြောသည်ဆရာကြီးကိုကစေးဆရာပဲစေးပဲကုစားပါဗျာရွာဒီမှာနိုင်ငံရေးတရားတော့မဟုတ်ပါနဲ့ကျုပ်တို့ရွာဒီကအေးအေးချမ်းချမ်းနေကြတဲ့ရွာတွေပါဒုက္ခရအောင်မလုပ်လိုက်ပါနဲ့ဆရာကြီးကဆက်လေတောင်းမပြဲပြုံးသည်ဒီထာဒီကြောတွေကို နော်ပြီးသားစေးတစ်ပုံနဲ့96ပါးကုနေသူမဟုတ်လား ရွာတွေဒုက္ခရောက်နေတာကြားပြီးကောခမရတို့မသိတာကိုကျုပ်ကအံ့သားကျုပ်တို့ရွာတွေမှာဘာဒုက္ခရောက်ကြလို့လဲဗျကိုတွင်ကိုစားနေကြတာပဲပလိတ်တက်လို့တေတဲ့သူဘယ်နှစ်ယောက်ချီလဲကိုင်းပလိတ်ကမတက်ပေသည်လက္ခဏာပါရှာကြလို့ငှဲ့နေကြတာရောဘာပြောချင်လဲဆရာကြီးကစလိတ်ထိုင်တော့နေရကဝန်ကနေထားမတက်ရက်လိုက်သည်လန်းခီးမှာနှောက်ရက်တာစီမကြုံချင်းမင်္ဂလာယူရမည်ခီးဆိုတော့တကြီးကသူတပည့်၃ယောက်ကိုလမ်းခေါ်လိုက်သည တကြီးရလန်းခေါ်တော့မှသုံးယောက်သားဆရက်ထဲကထွက်ခဲ့ကြတော့ဤဆရာကြီးကလည်းသူ့ဆွေလည်းအိတ်ကို ကောက်လဲကဆရက်ပြန်ထီလိုက်လာပြီးလှမ်းပြောလိုက်သည်တကြီးမင်းဒါပါဝဲပြန်ကြရင်စုံကြအောင်ဆိုဗျာထိတ်တုံးကြည့်ကြည့်တာလှုပ်ထားတော့ပြုကိုဖုံးဝင်ကကြုံမကောင်းကြမကောင်းဖြစ်မှဆိုသည့်အတွက်လဲကိုအသာရုပ်မောင်းထွက်လာခဲ့သည် ရှေ့လဲကနှွားရီပြေးတော့နောက်လဲတွေကပါပြေးလိုက်လာသည် ဖုန်နေထောင်းထောင်းထားနေတဲ့ဖြင့်မအင်ကန်ကပြီအမိချုံပေးလိုက်တော့ဒီပါချုံတဲကလေးပြင်နှာခေါင်းရောပါစပ်ပါဥထားရသည်စီးဆရာဆရာကြီးကိုမအင်ကန်တီပါသည်မအင်ကန်တို့ရွာတွေဘက်မှာမကြမ်းမမာဖြစ်သူတိုင်းဆရာကြီးကိုပင်ကစီးကူကြရသည်ငွေရဲ့ကြီးရဲ့မဟုတ်ပဲစေးဖိုးလာရောကစီးကူပေးနေသူဖြစ်သည်ငွေချင်းမတတ်နိုင်သူတွေကိုလကားကူပေးသည်ဆရာကြီးကဆောင်းချန်းကုန်းရွာကိုတစ်ခါတည်းမှရောက်လာတတ်တော့လေ ကိုမောင်မြတ်သားမျိုးကပြန်ရောက်ပြီးကြားလင်းတော့အမြဲလာတွေ့တဲ့သူဖြစ်သည် အကိုကလည်းဆရာကြီးကိုလေးစားပါသည်ဒီကောင်စိတ်ကလေးမတောက်တခါကုတက်တာနဲ့ဆရာလုံနေတာအင်မတန်ကြီးနဲ့ကောင်ငါလိုတကြီးရှိတာရရန်ကကစကားတွေပြောတယ်ဒါပါပွဲကြရင်ကြည်တော်ကောင်တကြီးကိုပြော့ရအောင်မယ်ဟိုရှုပ်ပါတယ်ကွာနိုင်ငံရေးလုံနေပါတယ်ဆိုပြီးပလိတ်ကိုတခါတည်းလက်တို့လိုက်တာကောင်းပါတယ် ။ဦးလေးကလည်းဆရာကြီးကနိုင်ငံရေးဟုတ်ထင်ပေါင်ဗျာ။ကြားလာတဲ့တဲ့ရင်ပြော့တဲ့ဟာကို။ဖိုးငွေမင်းကိုပါငါထိတ်တုံခက်ပြစ်လိုက်ကွ။ခက်ပြစ်လိုက်မကွနော်။ဟွန်း။ကိုဖိုးငွေရဲ့စက်ကလေးပူသွားရသည်။မလာအောင်ကတော့လင်ပြစ်သူကိုရှာရှည်ရန်ကိုစုတီးပုံပြေလှဲနောက်ကနေမျက်ဆောင်တစ်ချက်ခဲလိုက်သည်။မဟိကန်ကတော့ဤတပန်းရွက်ဖြင့်ပတ်ယူလာခဲ့သည့်ရွှင်ထုတ်ကလေးကိုဖြီးကရုပ်ကလေးတွေလုံနေလိုက်သည်။ နေထမ်းတစ်ပြားလောက်တော့ရောက်တော့အပူရှိန်ကပေါင်မိုးရိုင်ကြံကိုပေါက်ပြီးစိတ်ဝင်လာတာမို့ကြာတော့မယင်ကန်နှုံးလာသည်ခဏနေတော့မျက်တောင်လေးစင်းကမလအောင်ပေါင်ပေါ်ခေါင်းချရဲ့အိပ်ပြောသွားတော့သည်မယင်ကန်အိယာကနိုးလာတော့မြင်းချံမျိုးအဝင်လမ်းမပေါ်ကိုရောက်နေပြီမလအောင်ကရေတကောင်ထဲကရေခွဲငဲ့တိုင်ငဲ့တိုင်လိုက်တော့မှလမ်းဆန်းသွားရသည်မြို့ဝင်ထနောင်းပြင်တန်းကလေးကလာလိုက်တာ ပင်စီကြီးတွေကဝါချောက်ဆောင်နေသလားအရွက်တတီကလေးတွေကစစ်စစ်ကလေးနဲ့စိမ့်ဆုံနေသည်မဲ့အင်ကန်ဟိုမှာဘိုက်စကေဘိုက်စကေမလှအောင်ပြတာကိုလမ်းကြည့်လိုက်တော့ရွာမှာယောက်ျားကလေးများလှိမ့်တော့ကွင်းကွင်းကိုဆက်ကအပေါ်မှထိုင်ရင်းစည်းလာတော့ဘိုက်စကေဆိုတာကိုတွေ့လိုက်ရသည် အဖေကလာမီးနှစ်မှာအကုတ်ကိုအိန္ဒိယဘိုက်စကေတစ်စင်းဝယ်ပေးမိပြောထဖူးထားတာကိုအမှန်ရမီပြောင်းပြချောင်းကြီးကိုဖြတ်တော့မဲ့အင်ကန်မှာယင်ဖို့မိရသည် တစ်တာချောင်းကူတရာပေါ်ကစီကြည့်လိုက်လေအရှိမအနောက်သို့ဝလုံးထုစီးဆင်းနေသောချောင်းရည်တွေကိုမြင်လိုက်ရလို့ဖြစ်သည်မိုးရင်းဆိုတော့ရေပြင်ကလည်းကန့်တစ်ဖက်ပြေလူပြေခင်ပြောင်းပြချောင်းကိုဖြတ်ပြီးတော့မြင်းချံမျိုးရိပ်ထဲတဖြည်းဖြည်းဝင်လာခဲ့ပြီဥဒထန်တော်လဲသုံးစီပွဲစားကြီးဥကျော်ကောင်တို့ပွဲရုံဝင်ကြီးတဲ့ရောက်ချိန်မှာနေတော်ရင်နေလေပြီဥကျော်ကောင်တို့ပွဲရုံဝင်မှာကျင်ဝင်လာပါ යි လဲကြီးအစည်းတရာနေရာချွတ်နိုင်လောက်ကျဲသည် ကုံလန်ကုံလောင်တိပွဲရောစာအုပ်များနီးဟင်းလင်းပွင့်နေသည့်တန်လျာကြီးတွေလည်းရှိသည်ချမ်းဤညာဘက်တောင်ရှိနှစ်ထပ်ကျွန်းပြင်ထောင်အင်ကြီးကတော့ညီနန်နှင့်ဖုံများရောကညူဝဝရောင်ပေါင်နေသည် ပုံညက်ပင်ကြီးများမလကာပင်များတရက်ပင်ကြီးများအုပ်ဆိုင်လဲရေတွင်ကုန်းစီကရေတက်ကြောင်အင်းများနေပုံပေါ်သည်ဥဒထန်တို့လဲတွေဝင်လာတော့ပွဲစားကြီးကထွကြိုးသည်အင်းကြီးမပါတော့ခန္ဓာကိုယ်ပေါ်ကမှဲ့သည်တွေကိုအဝေးကမြင်နေရသည် ချောင်းနှောင်းတဲ့ပစိုးကိုတူတိုးဝေးပြီးနှီးရတောင်ကြီးတစ်ဖက်ဖက်ခန့်ရင်ပြောင်းရွှင်နေသည့်ဦးကျော်ကကိုမိန်ကန်လှမ်းကြည့်နေမိသည်ဦးသားထံတို့အခင်းတွေကထွက်သည်မသီးနှံတွေတွင်းနေကြဆိုတော့စားရည်အိမ်တောက်ရည်အိမ်ဖြစ်ခင်မြင်ခဲတာကိုပဲနှစ်ပေါင်းမနေတော့ပြီစားရည်အိမ်တောက်ရည်အိမ်ဖြစ်ခင်မြင်ခဲတာကိုပဲနှစ်ပေါင်းမနေတော့ပြီတကြီးတို့နောက်ကျလိုက်တာဘယ်ချိန်ကထွက်လာကြတာတော့မနက်စာများရောတုံးဆောင်ပြီးကြပလားအလို့ ။သမီးလေးပါခေါ်လာပါရော့လား။ကဲဟိ။မောင်ထုံးမောင်တို့အလဲနောက်လဲကပစ္စည်းတွေတဲချကြ။နေရာထိုင်ခင်ပြေးကြပါဟဲ့။ကဲတကြီးခဏနားလိုက်ပါဦး။တားဖားနေအောင်အိမ်ပေါ်မှာပဲတဲကြပါ။အဲ့တဲ့တွေကတော့ပွဲယုံတဲ့ကြဲကြဲတဲနိုင်ပါတယ်။မမြမေရေမမြမေဒီမှာဆောင်ချန်းကောင်းတကြီးတို့လာကြတဲ့ဟိ။သမီးလေးလည်းပါတယ်။ခေါ်ပါဦးဟ။ဦးကျော်ကောင်ကပွဲစားပြီးပြီးစကားတွေရှင်ရှင်ဝင်နေတော့သည် ဥဒထံကတန်လျာခုံရှင်မှာဝင်ထိုင်ပြီးယူနီဖလက်ဘူးတဲကယင်းနေတခွန်းငယ်ကဘရူဘရူမြေအောင်တောက်သည်ကိုဖုံးဝေတော်ဖွဲကပွဲရုံတန်လျာတွေပဲသွားကြသည်မလာအောင်ကတော့မဟိကန်နဲ့အတူနေရခဲ့သည်အော်တကြီးဥဒထံတို့ပါလားမနှက်ကလေးကမြောင်နေကြတာပါရှင်ဒါကတမိလေးလားချစ်စရာလေးနော်နာမည်ဘလို့ခေါ်တလဲကွက်မအိမ်ကန်နဲ့ဗျာမဟိကန်ကနှုတ်ဆွနေတော့ဥဒထံကဝင်ပြေးလိုက်သည် မဟင်ခံရင်မျက်လုံးများကပွဲစားကြီးအိမ်မှာပျောက်ကြည့်ပျောက်ကြားချိန်ထားသောတပုံလေးစီကိုရောက်နေသည် သူတခါမှမမြင်ဘူးတာမို့အတော်လေးစမ်းနေပုံပေါ်သည်သူတခါမှမမြင်ဘူးတာမို့အတော်လေးထူးဆန်းနေပုံပေါ်သည် ပွဲစားကြီးနှင့်ပွဲတော်ကြီးကိုတက်လဲတပုံများကိုတက်လဲကြီးကအံ့ဩနေမိဒီဘက်က ပုံတွေကရောဘသူတွေများပါလဲစကူညညကြီးတွေပေါ်မှာလူရိုက်တွေထင်းအောင်ဘလို့များလှုပ်ထားတာပါလဲ နာမည်ကတဲ့ကောင်းပါလားတကြီးရဲ့မအိမ်ကန်နဲ့လားသမီးကအိမ်ရဲ့ကန်ကလေးပေါ့ဥပဒိကလေးကလည်းကောင်းပါဗျာဟွန်းမအိမ်ကန်ပွဲစားကြီးကခေါင်းတငိမ့်ငိမ့်နဲ့မအိမ်ကန်မျိုးကိုယူနေလိုက်သေးသည်မအိမ်ကန်ကတော့အကိုနှင်းတွေ့ချင်းလာပြီအကိုရောလို့အဖေကိုတူတူမေးတော့ညီအကိုကဆရာကြီးဥပခင်တို့အိမ်မှာနေတာမနဲ့ကြမှာဖေးလိုက်ပို့မယ်လို့ပြေးသည်မဟိကံစိတ်ညစ်သွားရပြီ မြင်းချံမြို့ကိုရောက်တာတော့အခုနှင်းမတွေ့ရသေးတွေ့ရသေးဘူးတဲ့လားမြင်းချံဆိုတာအကျဲကြီးတမီရဲ့အဖေတို့ရွာလို့တောင်ပိုင်းမြောက်ပိုင်းတောင်ကလေးတွားလို့ရတာမဟုတ်ဘူးလို့ပြောတော့မိတ်ကန်နားမလဲနိုင်ညနေပိုင်းမှာရီမိုးချိုးတမင်းစားပြီးတော့ဒေါ်မြမေကမလောက်နေမိတ်ကန်ကိုအိမ်ပေါ်ထပ်မှနေရာချထားပေးလိုက်သည်အောက်ထပ်မှာတော့ဦးကျော်ကောင်နဲ့ဦးသားထန်တို့အပြင် ွဲစားကြီး၏မိတ်ဆွေများစီကစကားတန်အူအူတဲတဲကိုမအင်ကန်ကြားနေရသည်။အိမ်ကြီးပေါ်ထက်ကနေစီးကြီးလိုက်တော့အိမ်လေးကို မျက်စိတဆုံလှမ်းမြင်ရသည်။ညလိုက်တဲ့အိမ်လေးလားတော့မအင်ကန်တို့ရွာဆဲရွာစာလောက်ရှိလေမလားပင်။တာလန်းပုံမှာသွားလာနေကြတော့လူတွေလဲတွေကိုရောဘိုက်စကယ်တချို့တလေကိုပါမောင်ကြီးပြိုးစားမှာဝိုးတွားမြင်နေရသည်ကြည်နေရင်မှပင်မဲ့ငံမြင်ကွင်းထဲမှာကြီးအောင်နေထိုးကလင်းငယ်ဖြစ်သွားသည်ပြီးတော့ ပစင်းရင်ခွဲတဲ့လောအတန်နေမြည်ကမြင်းတစီဖြတ်မောင်းလာတာကိုမြင်လိုက်ရသည်မလောင်မလောင်ကြီးဟိုမှာမလောင်ကပြေးလေးထွက်ကားကြည့်သည်မော်တော်ကားဆိုတာတော့တော့မလောင်မမြင်ဘူးပင်မဲ့တီးလိုက်ပါဤအဲ့ဒါဘောင်းသခင်စီးတဲ့မော်တော်ကားဆိုတာပေါ့မအိမ်ကန်ရဲ့ဘောင်းသခင်ဆိုတာဘာလဲရင်ဘောင်းသခင်ဆိုတာအင်္ဂလိပ်မင်းကိုခေါ်တာနေမှာပေါ့ဦးလေးခဏခဏခေါ်တန်းကြားဖူးတာပဲ အောက်ထပ်စကားဝိုင်းကလည်းတဖြည်းဖြည်းနဲ့အချိန်လေးရလာပြီနိုင်ငံရေးစကားဝိုင်းနေဖက်ကူသွားခဲ့သည်ဦးကျော်ကောင်ကတီးနှံနေတော်ဘက်ကတက်မလာတော့ကြောင်းဈေးတွေကလည်းမကောင်းတော့တောင်သူတွေခက်တွေ့နေရကြောင်းနေပြောနေသည်ဦးကျော်ကောင်ရန်ကုန်ပွဲရုံများသို့ဈေးနိုင်ရန်ရောက်သွားခိုင်းဗမာဘောလုံးတင်းနေမျက်နှာပြူဘောလုံးတင်းတို့ BAA ကစားခွင့်မှာကစားကြတာကိုကြည့်ခဲ့ရကြောင်းဘောလုံးပွဲပြီးခန်းဒီမှာဒုဗမာသချင်းစာရက်တွေဝင်ကလို့တရွယ်ရလာခဲ့ကြောင် ဒုဗမာစီယုံဝင်တခင်တွေကဒုဗမာတစင်းကိုပေါ်လုံးကွင်းထဲမှာဆိုကြကြောင်းပွဲကြီးပြိတ္တတွေကဒုဗမာကွဒုဗမာကွလို့ဩကြကြောင်းထုံနေကဗမာတင်းကမျက်နှာဖြူတင်းကို6ခုနှစ်ခုပြင်းနိုင်ခဲ့ကြောင်းဒုဗမာတချင်းဆိုပွဲတွေနေနေမှာကျင်းပနေကြောင်းနေပြောပြရာကစာရက်တရက်ထယူကဧည့်သည်တွေကိုပြသည်တယောက်ကစာသားတွေကြီးဖတ်ပြသည်တကောင်းအမိယာစာဒုဗမာတာဂီမျိုးဟာမို့မညိုးကုန်တေစား ယိုဒီယာနဲ့ကလားကိုပါတိုက်ခိုက်ကအောင်ခဲ့တာဒုဗမာစိမံကင်းစစ်အဖြစ်ကြီးဖြစ်လေထင်းတလဲကြုံရထုံနေမသွေလောကဓမ္မတာပြီငါတို့ကံခင်ဖြစ်ရပြန်တယ်လေတို့တော့အရင်ကိုစင့်လေဗမာပြင်းငါတို့ငါတို့ပြင်းပွိုင်းမင်းကြီးကကြားလာရက်ကနဲ့အတန်ကလေးပါလိနေဆိုးပြပါအောင်ဗျနားထောင်ကြည့်ချင်တာကျုပ်ကမရပါအောင်ဗျဟောဒီကမိတ်ဆွေကြောင်းစရာကိုမြကွန်းကတော့ရတဲ့ပြုတ်ကင်ကြောင်းစရာဆိုးပြပါအောင် ကျောင်းဆရာကိုမြာကွန်ကနှစ်ခါပွဲတောင်းမခံမေငောက်ခနဲထဆိုသည်မဲ့ရင်ကံပင်ပေါ်ထမမနေနိုင်တော့ပဲအောက်ထက်ကိုလေကားတဝက်လောက်ထိဆင်းလာသည်ကျောင်းဆရာကလက်သီးလက်မောင်းတန်းကဆုံနေခြင်းဖြင့်မဲ့ရင်ကံကတော့လူကြီးတွေစုပြီးတချင်းဆုံနေကြတာကိုမြင်တတ်မိငေးမောကြည့်နေမိသည်ဘာမှန်းတော့မသိအဖေတို့လူကြီးတွေမူးနေကြတာလားမသိဘူးနော်မှတ်လောက်အောင်ဟုတ်လောက်တယ်ကဲအိတ်ကြပါစို့အေးမနေ့ကမောင်မြတ်သားကြီးတွားရမှာနဲ့ အင်္ဂလိပ်မျက်နှာဖြူက ဖေးသည့်ဒါဘာပွဲကိုလာတက်သည့်ဦးတာထံကတော့ညင်နေရသည်အင်းရှင်နှင့်ဧည့်သည်တွေကလည်းရိုးရိုးသားသားစကားရောက်သားရက တချင်းမှာထဆူကြခြင်းဖြစ်ရာဦးတာထံကိုစော်ကားလိုစိတ်ရှိကြတာတော့မဟုတ်ဦးကျော်ကောင်ကချင်းနေကိုရိတ်စားမိတော့မှ စကားလမ်းကြောင်းပြောင်းလိုက်သည်တော်နေများစီကစိုက်ရင်ပြိုးရဲကြောင်လဲခွန်မြေခွန်လူခွန်နေရဲကြောင်ကျေးရွာတကြီးများ၏လုံလာကြောင်ကျေးရွာတွေမှာငြိမ်ဝှက်ပြပြနေကြောင်တွေကို စကားစားသည် ဥဒထံကလည်းသူ့ကို အာဏာနေကြမှန်းတီးလိုက်သည်စကားတွေကရှေ့ဟောင်းနှောင်ဖြစ်တဲ့ဘက်ကို ကူးသွားခဲ့သည်ဥကြောကောင်ကညီနတော်မှလူစုခွဲကြရန် တောင်းပန်သည်ဖြင့်ဥဒထံအင်ပေါ်တက်လာခဲ့၏တော်တော်လည်းမူနေလေပြီဘာရင်မဟုတ်ပဲရီဝဲရီဝဲဖြင့်ကောင်းထဲပေါ်လာတာကိုညီးသည် တို့ဗမာတာကီမျိုးဟာမို့မညိုးကုန်တေးစားအေးနားဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် นาวลาแม่ไปสัญญาก็เลยสามยอนาสิมีจาบาวเนาะ